နျူကလ িয়ার စွမ်းအင်သုံးရေငုပ်သင်္ဘောတွေတိစောက်ဖို့တောင်ကိုရီးယားနဲ့အမေရိကန်ကြားသဘောတူညီချက်တရက်ကိုမြောက်ကိုရီးယားနိုင်ငံကရှုံချခဲ့ပြီးသဘောတူညီချက်ဟာနျူကလ িয়ার ဆင်ကဲဖြစ်ပွားမှုတွေဖြစ်စေမယ်လို့ပြောပါရယ်နျူကလ িয়ার စွမ်းအင်သုံးရေငုပ်သင်္ဘောတွေတိစောက်ဖို့အပအဝင်အမေရိကန်နိုင်ငံနဲ့လုံခြုံရေးနဲ့ကုန်သွယ်ရေးသဘောတူညီချက်လက်မှတ်ရေးထိုးလိုက်ပြီလို့တောင်ကိုရီးယားသမ္မတလီဂျေမြောင်ကပြီးခဲ့တဲ့ပတ်တွင်ကြေညာခဲ့ပါရယ် ရင်ငုတ်သင်မော်တီဆောင်ရေးစီစဉ်ဟာထိတ်တိုက်တွစ်ဆုံဖို့အနေများတဲ့ဂျိုးပန်းမှုတစ်ခုလို့မြောက်ကိုရီးယားနိုင်ငံကပြောပါရယ်သဘောတူညီချက်ဟာကိုရီးယားကျွန်းဆွယ်ကိုကြော်လွန်ပြီးအာရှပစိဖိတ်ဒေသမှာစီရင်တဲ့လုံခြုံရေးအခြေအနေကိုမတည်ငြိမ်စေကကမ္ဘာမှာနျူကလ িয়ার ထိန်းချုပ်ဖို့မဖြစ်နိုင်တော့တဲ့အခြေအနေဖြစ်စေတယ်လို့မြောက်ကိုရီးယားနိုင်ငံကပြောပါရယ်တန်ကိုရီးယားနိုင်ငံရဲ့နျူကလ িয়ার ရင်ငုတ်သင်မော်ပိုင်ဆိုင်မှုဟာဒေသရင်းနျူကလ িয়ার ဆင်ကဲဖြစ်စဉ်ဖြစ်စေနိုင်ပြီး လက်နက်ပြိုင်ပွဲတစ်ခုအစပြုစေတယ်လို့မြောက်ကိုရီးယားကဆိုပါတယ်။နယ်စပ်မှာပြိပခတွေမဖြစ်အောင်မြောက်ကိုရီးယားနဲ့စီးရဲဆွေးနွေးမှုတွေပြုလုပ်ဖို့တောင်ကိုရီးယားကအဆိုပြုပြီးနောက်မြောက်ကိုရီးယားကအခုလိုပြောကြားလိုက်တာပါ။ တောင်ကိုရီးယားဟာမြောက်ကိုရီးယားကိုရန်လိုတဲ့ရည်ရွယ်ချက်တွေမရှိဘူးလို့တောင်ကိုရီးယားသမ္မတယုံကပြောပါတယ်တောင်ကိုရီးယားနဲ့အမေရိကန်ကြားသဘောတူညီချက်ဟာတိုင်းပြည်ကိုကာကွယ်ဖို့နဲ့နှစ်နိုင်ငံကြား လုံခြုံရေးမဟာမိတ်ပြုမှုခိုင်မာစေဖို့ရည်ရွယ်တယ်လို့တောင်ကိုရီးယားသမ္မတယုံပြောရေးဆိုခွင့်ရှိသူကန်ယူချန်ကပြောပါရယ်အရှိလေပိုင်းဒေတာမှာအင်အားချိန်ခွင့်ရှာပြောင်းလဲစေနိုင်မဲ့သဘောတူညီချက်တရက်ကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလက်မှတ်ရေးထိုးလိုက်ပါရယ် ဆော်ရီအာရေဗျာနိုင်ငံကိုနောက်ဆုံးမော် F35 ဂျက်တိုက်လေယာဉ်တွေရောင်းချဖို့ဒေါ်နယ်ထရန့်ကသဘောတူခဲ့တာပါအင်္ဂါနေ့ကဆော်ရီအာရေဗျာအင်ရှင်ဆန်မင်းသားမိုဟာမက်ဘင်ဆော်လ်မန်နဲ့အင်ဖြူရိုမာတွေ့ဆုံပြီးဆွေးနွေးချိန်သဘောတူညီချက်ကို၎င်းကကြေညာခဲ့ပါတယ်2018ခုနှစ်နောက်ပိုင်းအမေရိကန်နိုင်ငံကို ပထမဆုံးချိန်လာရောက်တဲ့ဆော်ရီအာရေဗျအင်ရှိဆန်မင်းသားကိုဒေါ်နယ်ထရန့်ကဆော့လိုဝန်ကအခမ်းအနားနဲ့ကြိုဆိုခဲ့ပါတယ်။ ဆော်ရီအာရေဗျားနိုင်ငံကအမေရိကန်မှာဒေါ်လာ600ဘီလီယံကနေဒေါ်လာ1တရီလီယံထိယင်းနှီးမြှုပ်နှံမှုတိုးမြင့်မဲ့အစီအစဉ်တွေလည်းသူကကြေညာခဲ့ပါတယ်။အစ္စရေးနိုင်ငံနဲ့လူမျိုးသဘောတူညီချက်တည်းအရအမေရိကန်ကဆော်ရီအာရေဗျားကို F35 ဂျက်တိုက်လေယာဉ်တွေရောင်းချမယ်လို့၎င်းကပြောပါတယ်။အစ္စရေးနိုင်ငံကအမေရိကန်ရဲ့ဆော်ရီအာရေဗျားနဲ့သဘောတူညီချက်ကိုသတိမူမိပြီးပြည်သူတွေပျော်ရွှင်ကြလိမ့်မယ်လို့သူကဆက်ပြောပါတယ်။ အစ္စရေးနိုင်ငံဟာအရှေ့လယ်ပိုင်းဒေသမှာ F-35 ဂျက်တိုက်လေယာဉ်တွေပိုင်ဆိုင်ထားတဲ့တခုရီးသောတိုင်းပြည်ဖြစ်ပါတယ်။အခုသဘောတူညီချက်ကြောင့်အရှေ့လယ်ပိုင်းဒေသမှာအင်အားချိန်ခွင်ရှာ ပြောင်းလဲလာနိုင်တယ်လို့မီဒီယာတွေကဖော်ပြပြီးတရုတ်နဲ့ဆော်ဒီအာရေဗျရဲ့နီးကပ်တဲ့ဆက်ဆံရေးကို ထိခိုက်လာနိုင်တယ်လို့ဆိုပါတယ်။အစ္စရေးနဲ့ဆက်ဆံရေးပုံမှန်ပြုလုပ်ရေးကိစ္စကိုလည်းဒေါ်နယ်ထရန့်နဲ့ဘင်ဆွန်မန်တို့ကဆွေးနွေးခဲ့ပြီးအယ်ဘာဟမ်အခေါ်လို့ခေါ်တဲ့သဘောတူညီချက်မှာပူးပေါင်းမယ်လို့ဆိုပါတယ် ကျွန်တော်တို့အယ်ဘာဟမ်အခေါ်မှာပါဝင်ခြင်းပေမဲ့နှစ်နိုင်ငံအဖြေရှာရေးလမ်းကြောင်းကိုဖြစ်စေခြင်းမာတယ်လို့ဘင်ဆောလ်မန်ကပြောပါတယ်